စင်ကာပူ DBS ဘဏ်ကနေပြီးတော့မြန်မာကမ်ဘောဇာဘဏ်ကိုငွေပလိုလွှဲတယ်ဆိုတာလေးကိုကျွန်တော် ပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ပေးကြပါနော်။ဒီတဲ့ကနေ့လေးတိုင်းသာ line လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့၄မိနစ်အတွင်းရောက်တယ်ပေါ့နော်ကျွန်တော်လွှဲတာအတော့၄မိနစ်အတွင်းရောက်ဖို့အဓိကတော့ရုံးဖွင့်ရက်တော့ဖြစ်ရမယ်ပေါ့နော်။ အခုကျွန်တော်တို့ TS ကိုသွားမယ်။သွားပြီးကျွန်တော်တို့ TS မှာ overseas ဆိုတဲ့ကျွန်တော်တို့ overseas transfer လုပ်သွားပါမယ်เนาะ။ဒါလို့ overseas transfer တွေကိုရောက်ပြီဆိုလို့ရှင်ကိုတခါလွှဲဘူးတယ်ဆိုလို့ရှင်ဒီညမှာရှိမယ်။ဒါလို့မလွှဲဘူးသေးဘူးဆိုလို့ရှင်ကျွန်တော်တို့ဒီအပေါ် app overseas recipient ဆိုတာလေးကိုကျွန်တော်နှိပ်ပြီးတော့သွားရမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့လွှဲမှာဘယ်ကိုလွှဲမှာလဲမြန်မာကိုလွှဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ search ကနေပြီးတော့မြန်မာဆိုပြီးရှာမယ်။အဲ့ဒီမှာမြန်မာဆိုပြီးတွေ့လို့ရှင်ကျွန်တော်တို့ကျွန်တော်တို့ငွေကြေးအကျက်ဖြစ်တဲ့အတွက် MNK ပေါ့เนาะ။ပြီးတော့ next ကိုနှိပ်မယ်။အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ပြီးရင် ban ကိုဆက်ယူရမယ်ဒီမှာ ကမ်ဘောဇာမှမဟုတ် ARV လည်းရှိတယ် CB လည်းရှိတယ်မြန်မာနိုင်ငံမန်ဒလွန်များရာကျွန်တော်ကတော့ကမ်ဘောဇာကျွန်တော်မှရှိတာမို့ကျွန်တော်ထည့်တယ်ဒီညမှာကျွန်တော်တို့ရဲ့အကောင့်တွေကိုယ့်ရဲ့ bad name နေပြီးတော့လို့ရှိရင်အဲ date of birth တွေထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီမှာလို့မျိုးရောက်လာမယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ငွေလွှဲလို့ရသွားပြီလွှဲမယ်ဆိုရင်ကိုယ့်ရဲ့နာမည်လေးကိုနှိပ်လိုက်မယ်ကိုယ့်နာမည်လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ကိုလွှဲရမယ်အပေါ်က DBS အောက်က Cambodia အဲ့လိုလေတခါတည်းတက်မြင်နေရပြီပေါ့နော် အဲဆိုလို့ရှိရင်ကျွန်တော်တို့လွှဲရမယ့်အမောက်ကိုဒီမှာတခါတည်းမြန်မာလိုရိုက်လေရတယ်စာလုံးငွေနဲ့ရိုက်လေရတယ်ပေါ့နော်ကျွန်တော်အခုဒီမှာတိန်30လွှဲမယ်ဆိုတော့ကျွန်တော်တိန်30ထည့်လိုက်မယ်အဲဆိုလို့ရှိရင်အခုစင်ကာပူဒေါ်လာဆိုလို့ရှိရင်ကိုက18ကျတယ်ပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင်ဒီဘန်ကပေးတဲ့ဈေးကလည်းအပြင်အဈေးထက်များတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနည်းလေးကိုသုံးလို့ရှိရင်25ရာခိုင်နှုန်းနဲ့အကျုံးဝင်မယ်ကိုလွှဲတဲ့ခါသုံးလို့ရတယ်ပေါ့နော်အားလုံးထည့်ပြီးပြီဆိုတော့ကျွန်တော်တို့ transfer now ကိုနှိပ်လိုက်အောင်ပါပဲနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုး email လေးတွေဝင်လာမယ် SMS လေးတွေဝင်လာမယ် အဲ့ဒီချိန်မှာကျွန်တော်တို့ကမ်ဘောဇာဘဏ်ကိုတွားကြည့်လို့ရှိရင်ကျွန်တော်တို့ငွေမဝင်သေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နောက်5မိနစ်လောက်နေလို့ရှိရင်တခါနဲ့ကျွန်တော်တို့ငွေဝင်လာမှာဖြစ်ပါတယ်လိုအပ်လာတဲ့အခါ share လုပ်တွေ့အောင် share လေးသွားလိုက်ပါဦးနော်အားလုံးကျေးဇူးထူးတင်ပါတယ်နောက်ထပ် video လေးတွေမှာပြန်တွေ့ပါအောင်မယ်အားလုံးပဲတတပါ